တိုးတန်းကိုလက်တော့သူကစိုက်ကန်နဲ့ပြင်းနေလို့ကိုအချီကလမ်းပေါ်မှာပုတ်ဆွဲသွားရင်လိုက်နေပါတယ်။ပိုကခြေတန်းရှည်ဆွဲနဲ့ကန်လိုက်တော့ကိုအချီကကားထဲတိုက်မိတယ်လို့ဖြစ်သွားပေမဲ့ကပတိန်ဆယ်လီဘရီတီကရော့ကတ်စီရင်ကဲသွားခဲ့ပါတယ်။လူစုံနဲ့စိုက်ကဲကိုလည်းကပတိန်ဆယ်လီဘရီတီပဲဖမ်းလိုက်တာပါ။ကပ္ပတိန်ဆယ်လီဘရီတီကမပြောမစုံနဲ့ကိုကြီးရဲ့ဝတ်စုံမှာသူ့လက်မှတ်ကြီးထိုးသွားပြီးဒါကအောင်မိုက်ဝတ်စုံဖြစ်လို့ကိုကြီးကတံမိုးထားပါရဲ့လက်မှတ်ထိုးတာကိုလုံးဝမကြိုက်ပဲအိမ်ရောက်တော့မှင်ဖြတ်စင်းနဲ့ပြန်ဖြတ်နေပါပြီကတိယလန်ကနေဒိုင်နိုဆောဖြစ်ထားလာပြီးဗီလိန်ဖြစ်မြို့ထဲမှာတောင်းကျမ်းနေတာပါ လူတွေကကြောင်လန့်ကထွက်ပြေးနေခဲ့ပြီး Captain Celebrity ကဒိုင်နိုဆောကိုလာချပါတယ်။ဒါပေမဲ့ရဲတွေရဲ့အကြောင်းကြောင့်မူမီဒီယာတွေနေရာယူပြီးမှ Megan Hero တွေနဲ့ချိတ်ဆက်ပြီးမှကယ်ဆယ်ရေးတိုက်ခိုက်ရေးတွေကိုလှုပ်ဆောင်နေခဲ့သူလည်းဖြစ်ပါတယ်။ကိုကြီးကတော့အရာတွေတခုမှမဆောက်ပဲခွေးလေးလက်ကောင်ကိုတောက်ခဲ့လာခဲ့ပြီး Captain Celebrity ထိုးလိုက်လို့လဲကျသွားတဲ့ဒိုင်နိုဆောမိကနေပြီးပြီးမသိအောင်ကိုကြီးကမနှဲရှောင်နေရပါပြီအဲ့ဒါကို Captain Celebrity ကကိုကြီးကိုကယ်လိုက်ပြီးဘာမှမလုပ်တဲ့ကောင်လေးကိုကယ်လိုက်တယ်လို့မျိုး Captain Celebrity ရဲ့လူတွေရှေ့မှာကြင်ညာနေခဲ့ပါတယ် ။ဒါပြင်ဂွေကြီးဝတ်စုံမှာနောက်ထပ်တစ်ခါမလုခိုင်းမဲ့ကပတင်ဆယ်လီဘရီတီကလက်မှတ်ထိုးသွားပြန်ပါပြီ။တကယ်လို့ပါပဲ။ဒါပြင်သူ့ဗီဒီယိုရဲ့အကြမ်းမြင့်မှာရှုပ်နေမှာဆိုတာကြောင့်ဂွေကြီးကိုရုပ်ပေါက်တဲ့ဝတ်စုံနဲ့တွားမသွားဖို့မှားပြီးထွက်သွားပါလေ။ဂွေကြီးကတော့အဲ့ဒါကိုတော်တော်လေးမှမုန်းနေပါပြီ။လူကြားနေရအဆောင်တစ်ခုကိုညဘက်ကယ်ဆယ်ရေးသွားခဲ့ရမှာတော့ဂွေကြီးကခြေထောက်မှာဒဏ်ရာရနေတဲ့အမတယောက်နဲ့စုမုန်းနဗန်းသမားတယောက်ကိုတွေ့ပါရဲ့။ကပ္ပေးဆယ်လီဘရီတီပါရောက်လာခဲ့ပြီသူကတော့စော်လေးကိုကဲသွားပါတယ်။ဘာလို့ဆိုယောက်ျားလေးတွေကိုဖတ်တဲ့အချက်မရှိလို့တဲ့ ကိုကြီးကတော့စူမွန်နှမသမားကိုမနိုင်တနိုင်တဲလာခဲ့ရပြီးအောက်ဖက်ကိုရောက်လာပါတယ်။မီဒီယာသမားတွေတပ်ပုတ်ဝိုင်းရိုက်ကြတာတော့ Captain Celebrity ကိုသာဖြစ်ပြီး Captain Celebrity ရဲ့ hero ဖြစ်မှုဟာခိုင်နှင်းဝေထားဖြစ်နေခဲ့တာပါ။အဲဒီနောက် Captain Celebrity ကချီယာလီယာဆော့ဖွဲနဲ့တူကခုံမီ NHS ဆော့ကိုအပိတန်ဖြစ်စည်းပစ်လိုက်ပါတယ်။ချီယာလီယာဖွဲထဲမှာမာကိုတိုဝါပါနေပြီးဒုက္ခများတဲ့မန်းနဲ့ပေါ်စတာကိုတွေ့တော့အင်တာဗျူးကိုအသေးအံလိုက်ပြောပေးမိမယ်။ဟိုနှစ်ယောက်ကတော့ထပ်ပြေးတော့ပါပြီ။ နိုင်ငံတစားပါကိုချီယိုနာရောက်လာခဲ့ပြီးကပတိန်ဆယ်လီဘရတီကမိမကိစ္စနဲ့ပတ်သက်ရင်မကောင်းတဲ့တင်ရှိပါတယ်။အဆိုဆုံးကတော့စိစက်ထားတဲ့မိမကရော်ဂျီတောင်းထားတဲ့အမှုပါပဲ။မာကိုတိုခေါ်ပြီးကပတိန်ဆယ်လီဘရတီကနေတဲ့စားစားနေတော့ဗန်ဒမားတိုက်မှုတင်ကသူတို့နားမှဖြစ်တဲ့အကြောင်းတင်တက်လာပါတယ်။ဒါပေမဲ့မားစိတ်မော့နေတဲ့ကပတိန်ဆယ်လီဘရတီကတော့မတော်ပါဘူး။အဲ့ဒီကပတိန်ဆယ်လီဘရတီရဲ့မိမပယ်မာကမာကိုတိုကိုဖုံးဆက်လာခဲ့ပြီးဂျပန်မှာပါပွေနေရဆိုရင်အဲ့ဒါကိုတရားရုံးမှာတည်တည်ဖြစ်အသုံးပြုမှလို့ချင်းချောက်လိုက်ပါတယ်။မာကိုတိုကိုကြအကူအညီတောင်းထားတဲ့သဘောပေါ့။ ဲတော့မှကပ္ပတိန် celebrity ကကြောက်သွားပြီးအနာကတပြားတိုက်နေသူကို shot block သွားတိခဲ့ပါတယ်။ကျေးဇူးတင်ပြီးဖတ်ဖို့ပြေးလာတဲ့ဘန်ဝင်နှန်းကောက်မလေးတွေကိုလည်းညင်းပြီးပြန်သွားခဲ့တာပါ။ဒီမာရီယာပိုင်းရှစ်ကပြီးဆုံးသွားပါတယ်။ကူဂျီကသူ့မေရောက်လာတော့ရည်သားမရှိဘူးလားမေးတာနဲ့မာကိုတိုကိုရည်သားဟန်ဆောင်ခိုင်းပြီးပြလိုက်ပါတယ်။ဒါပေမဲ့ဒီလောက်လာတဲ့မိန်းကလေးကနင့်ကိုပြန်ကြိုက်စရာလားဆိုပြီးအလင်ကချက်ချင်းပေါ်ကအမေရဲ့တီးရခံလိုက်ရပါတယ်။အမေကနေကနေတိုးကြိုးလာလေရပါ အဲ့နောက်ပေါ်စတာနဲ့နဂတ်တစတာတို့လည်းရောက်လာတာကြောင့်သူတို့ရဲ့လူနာမည်တွေနဲ့မိတ်ဆက်ပေးကြတာပါနဂတ်တစာကတနင်္လာကနေတန်းလာခဲ့လို့တေချာဝစားထားတာကြောင့်ကွေဂျီအမေနဲ့မာကိုဒိုတို့တော့ကြွေလီပါသေးတယ်နဂတ်တစာကကွေချီရိုနဲ့အတူဒီနာတဝိုက်ညဘက်ကင်းလိုက်တာတွေအမိုက်ကောက်တာတွေစရဲပရာဟိတာတွေအတူတူလုံးကြရလို့အမေဖြစ်သူကိုလိန်ပြီးရှင်းပြနေပါတယ်သူပြောတာကလည်းမသိရင်ယုံကြည်စရာအရန်ကောင်းလုံးပါတယ် ကိုကြီးမေကဟီရိုလောက်တာမကောင်းကိုကြီးဆိုရင်စာမွေးဖြည့်ခံဒီတိုဂျိုမှာဟီရိုလောက်မယ်ဆိုပြီးတွားတာစာမွေးဝဲပါမဖြည့်လိုက်ရဘူးပြောနေလို့ကဲရကဲရှင်အကဲခံနိုင်ရသူဖြစ်တဲ့ပေါ့စတာကအဲ့လိုမဟုတ်ပါဘူးလို့စိတ်မထိန်နိုင်ပဲပြောလိုက်မိပါတယ်ပြီးတော့အိမ်ကနေပေါ့စတာကရှက်ရှက်နဲ့ထွက်ပြေးသွားပါပြီလေကလာတဲ့ကိုကြီးအမေကိုညိုထဲမှာရှောက်လိုက်ပို့ကြပြီမာကိုတိုလည်းလိုက်ပို့ပေးပါတယ်သူတို့စီးလာတဲ့ဘတ်စကားပေါ်မှာကြောင်နာကောင်ပါလာပြီးအဲ့ဒီကြောင်ကိုပြားတဲ့ကောင်ကကိုက်လိုက်တာပါအဲ့ဒီကြောင်ကဘတ်စကားရဲ့ဝင်ပူးလိုက်ပြီးအဆိုပါကားကိုတနေရာကနေဟတ်ချီစုကထိန်းချုပ်နေတာပါ ကားကလည်းကြောင်မကောင်းဆိုးဝါးကားဖြစ်သွားပါပြီ။ကားကရှောင်မောင်းနေပြီလမ်းကလူတွေကိုတော့တိုက်ပြီးတော့မလို့ဖြစ်ကုန်ပါတယ်။တော်တော်လေးဟိုမှာမြန်တဲ့အရှိန်နှုံးနဲ့သွားနေရပါ။မက်ကတဆာကအဲ့ဒီအရာကိုတွေးလိုက်ပြီးပေါ့စတာကိုဖုံစုပ်တန်နဲ့တိတ်ခွေယူလာခိုင်းပါတယ်။ဘတ်စကာဘေးကိုတာဝိုဟီရိုအင်ကန်နီယန်ကရောက်လာပြီးတကားဖြစ်ကကားထဲဝင်လာပါတယ်။ရှေ့မှာဈေးတန်းရှိပြီးလူတွေများရှိပါတယ်။ခုနကကစားစားကင်ထားတာကြောင်ကစားစရာပုံစံလုပ်လိုက်တာဖြစ်ပြီးကားကကြောင်ဝင်ပူးထားတာကြောင့်ကစားစရာလိုလုပ်ပြီးလမ်းကြောင်လွှဲပေးလိုက်ပါတယ် အဲလမ်းကလူတွေကားတွေမရှိပေမဲ့ရှေ့မှာတော့ V-Lane တကောင်ဖြတ်စည်းလိုက်လို့တရားကျိုးပြီးပိတ်ထားရတဲ့နေရာတစ်ခုရှိနေပါတယ်။ဒီမြန်နှုံးတိုင်းသွားရင်နောက်5မိနစ်ဆိုရင်အဲ့ဒီတရားကျိုးရဲ့နေရာနားကိုရောက်ပါပြီ။အဲ့ကိုမရောက်ခင်အင်ဂန်နီယန်ကသူ့အဖွဲ့နဲ့သူတို့ကားပေါ်ပြောင်းတက်ခိုင်းပါတယ်။ဖာချီဆူကပြင်းစရာကောင်းတယ်ဆိုပြီးကားကိုအရှိန်မြှင့်လိုက်ပါတယ်။အရှိန်မြှင့်ုံနဲ့မကအင်ဂန်နီယန်ရဲ့ကားကိုပိတ်ကန်လိုက်တဲ့အတွက်ပြက်စီးပြီးနောက်ကနေလိုက်လို့မရတော့ပါဘူး။လမ်းပေါ်ပြူကြတော့မလို့ဖြစ်သွားတဲ့နေရာကိုအင်ဂန်နီယန်ကကယ်လိုက်ပြီးကားနှုတ်ပြန်လိုက်တော့ဂက်စကုံမိအမြန်နှုံးကကြာနေပါပြီ ဒါကြောင့်ကိုရီချီကအင်ဂန်နီယန်စီလောင်စာပို့လိုက်မယ်လို့ပြောလိုက်ပြီးသူ့အမေကတော့ဒါဟာအပျော်တမ်းဟီးရိုးတွေဝင်နောက်ရှက်ရမယ့်အချိန်မဟုတ်ဘူးလို့ပြောပါတယ်။ဒါပေမဲ့ကိုရီချီကတော့အဲ့လိုနေရမယ့်အချိန်မဟုတ်ဘူးဆိုပြီးသူ့ရဲ့တွားသောအဆွမ်းနဲ့အင်ဂန်နီယန်စီကိုလောင်စာလိုက်ပို့ပေးခဲ့တာပါ။လောင်စာဆိုတာတခြားမဟုတ်ဘဲအေးအေးတဘူးပါပဲ။အေးအေးတောင်းရင် လောင်စာပြည့်ပြည့်တော့ပါတယ်။မာကိုတိုကတော့ကားပေါ်ကမဆင်းရသေးပဲကားထဲမှာပဲရှိပါသေးတယ်။ဒုက္ခများတဲ့မန်းကသူ့ကိုလာခင်နေရဲဆိုတာကိုမာကိုတိုကလည်းတွေ့သွားပါပြီ။ ကြောင်ကအရှိန်ထမ်းမျက်နှာကြောင့်အင်ဂန်နီယန်ကရှေ့ကနေပိတ်ကပ်လိုက်ပေမဲ့ထပ်ပြီးအရှိန်မျက်ကထွက်သွားပါတယ်။တရားကျိုးစီရောက်ဖို့မီတာက200ပဲလိုပါတော့တယ်။အင်ဂန်နီယန်ကခုနအသက်ကုန်အရှိန်မျက်မီတာမှုနောက်ဆုံးကပ်ကိုထုတ်သုံးမှုအာရုံနေရပါတယ်။သုံးတဲ့မသုံးတဲ့လည်းစဉ်းစားနေရတာပေါ့။အဲ့ဒီချိန်ကိုယီချီကကားရဲရောက်လာပြီးမတ်စ်လည်းကျွတ်နေရကြောင့်ခရော်လာဆိုတာကိုယီချီမန်မာကိုတိုကမြင်သွားပါပြီ။ကားရဲမှာမာကိုတိုတယောက်ပဲချက်မှာတော့မယ်။ကားကတိုးကျသွားခဲ့ပြီးအင်ဂန်နီယန်ကလည်းရော့ကက်မှုဖွင့်ကအဆုံးစွန်သောအရှိန်ကိုမြင်လိုက်တယ်။ ကိုရီချီကမာကိုတိုကိုချီကကားကနေခုန်ပြီးအင်ဂန်နီယကမ်ဘီရဲ့လက်ကိုစုပ်ကိုင်မှုကြိုးစားပေမဲ့မှတ်မိတော့ပါဘူးစိတ်ဆွာထက်မြင့်လိုက်တာကိုရီချီရဲ့ခြေထောက်ကနေအစွမ်းတွေထွက်လာပြီးလေထဲမှာပြန်နိုင်တော့ပါတယ်နောက်ဘက်မှာကြံ့နေတဲ့ကိုရီချီမိကတော့ကိုရီချီငငယ်ကမွေးကင်းစအချိန်နောက်ကလေဘောပြန်ပြန်နေလို့ရိုက်ပြီးတားခဲ့ရတဲ့အကြောင်းကိုနက်ကက်တဆာကိုပြောပြနေခဲ့ပါတယ်ကားကအောက်ဘက်ကိုတုတ်ချသွားပြီးဖုံလုံးနေကြကနေကြောင်နာကောင်ကပြေးထွက်သွားပါတယ်။အောက်ဘက်မှာတော့ကဲဆေးသမားတွေရှိနေပြီးကြောင်လေးကဟက်ချီစုပါပြေးတက်သွားပါတယ်။ညကျတော့ကိုကြီးအမေကပြန်ကန်ပြီ မာကိုတိုကိုသူ့သားနဲ့လက်ထပ်ဖို့စဉ်းစားပေးဖို့ပြောပြီးမာကိုတိုကလည်းစဉ်းစားပေးမယ်လို့ပြောလိုက်ပါတယ်။ပေါ့စတာကတော့ဥဒိုဝီလန့်သွားပါပြီ။မနေ့ကျတော့ကိုကြီးချီကလေဘောပြန်လာကိုလေးကျင်းတော့30စင်တီမီတာပဲလေဘောရွေ့ပါတယ်။ကိုနေ့ကလေးသေးပြန်သွားတာပွဲစည်းကနေအစ်စ်ဝယ်လာတဲ့ Almost Style အစကူစာအနည်းရဲ့ဝတ်ထားတာကြောင့်လို့ကိုကြီးချီစိတ်ကတော့ထင်နေပါတယ်။ဒီမှာရဲ့အပိုင်းကိုကပြီးဆုံးသွားပါတယ်။ဗဂျီယာတီဆိုတာပရိုဟီးရိုးမဟုတ်သေးတဲ့ပရာဟီတာဟီးရိုးတစ်သက်ပဲ။နိုင်စင်မရှိပဲဟီးရိုးလုံဆောင်ချက်တွေကိုလုံးကြတဲ့သူတွေ။ ဆိုကာကအကြောင်းတစ်ခုရှိမှအကြောင်းသူတယောက်ပုံကိုဖုန်းကနေပြပြီးတိလာလို့လိုက်မင်းနေပါရဲ့မျက်လုံးတစ်ဖက်ပိတ်ပြီးသမင်တုံနဲ့ဆိုတော့သူ့ရှာနေတဲ့ဟာဂျီစုကိုပါဆိုကာကပြန်သွားတော့တိုက်ကြားတစ်ခုမှခုနအကြောင်းဝတ်စုံနဲ့အကြောင်းသူတယောက်ကဟာဂျီစုကိုလိုက်ရှာနေတာဘာလို့မလုပ်လဲလို့မေးပါရဲ့ပြီးတော့သူ့စကတ်ကိုလှန်လိုက်တာအောက်ကနေပြားတွေအများကြီးထွက်လာလို့ဆိုကာကပါလာတဲ့ဘူးကိုဖောက်ပြီးအငွေ့တွေထွက်လာစေလိုက်တယ်အဲ့ဒါကအသစ်ဆောင်ထားတဲ့ပိုးကောင်နေပြေးတဲ့အငွေ့ပါ red dog ကပြားတွေကိုမီးနဲ့ပြစ်ပြီးတငယ်ချင်းဆိုကာကိုစိုက်ကယ်နဲ့ခေါ်သွားပါတော့တယ် နက်ကဒက်စတာကစေးရုံမှာနာတာရှိလို့ကုသနေရတယ်မျက်လုံးတစ်ပတ်ကိုအုပ်ထားတဲ့ဟက်ချီဆူနဲ့ဆင်တဲ့အန်ဒီတယောက်ရှိနေပါတယ်။ဆိုဂါကဟက်ချီဆူကြောင့်ကိုစုံစမ်းကြည့်တာမတွေ့ရပဲပြန်တိုက်ခိုက်ခံလိုက်ရတဲ့အကြောင်းနက်ကဒက်စတာကိုလာပြောပြပါတယ်။ဟက်ချီဆူဆိုတာကလည်းနာမည်စရင်ကြောင်းမှမသွင်းထားပဲနာမည်တူတစ်ခုဖြစ်ပုံရပါတယ်။ရက်တိုးကသူတို့ကိုဆော့ဘလော့တီးခဲ့တဲ့နက်ကဒက်စတာကိုတွေ့ရလန့်သွားကြပါသေးတယ်။ဟက်ချီဆူကအိမ်မဲရောက်လာတော့သူမိဘနှစ်ယောက်ကိုစကားတွေပုံမှန်ပြောနေခဲ့ပေမဲ့သူမိဘတွေကတေပြီးသားမုတ်တိုကြီးကြီးဖြစ်နေပါတယ်။ ဟာချီစုကတော့အေးအေးဆေးဆေးပဲတီးပြီးတော့ဖွင့်ကြည့်နေလိုက်သေးတယ်။လက်ကဒက်စတာကတော့ဂိုရောင်တစ်ခုထဲမှာပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်နေပြီးဟာချီစုပုံကိုကြည့်ကပြင်းမလွတ်စေရဘူးလို့ကြုံဝါနေပါတော့တယ်။ပေါ့စတာကိုဖျော်ဖြေပွဲတစ်ခုမှာဖျော်ဖြေဖို့ဖိတ်ခဲ့ပေမဲ့ပေါ့စတာကတော့မဝင့်မရေးဖြစ်နေပါရဲ့။သူတကားမှအဲ့လိုရှိုးဝဲမျိုးမဆိုးဘူးတာကြောင့်ကိုအီချီဟာအပေးမှုကိုမျှော်လင့်နေခဲ့တာပါ။ဒါပေမဲ့ပေါ့စတာကိုတကယ်အားပေးတဲ့သူကတော့မာကိုဒိုတာဖြစ်နေခဲ့ပါရဲ့။ဆိုရမယ့်နေရာက root.bar တစ်ခုဖွင့်မွဲပါ။ဒါမှမဆိုရင်လူ300လောက်ဆန်ပြီးဒီပွဲကတော့လက်မှတ်မလိုပါဘူး။ မြို့ထဲမှာပြန်နိုင်တဲ့ကနန်းဖီလင်ကတောင်းကျမ်းနေပြီးကက်တိန်ဆဲလီဘရီတီကတိုက်ခိုက်ဖမ်းဆီးတာတည်လာပါတယ်။ဟက်ချီဆူကိုအကြောင်းကားတငယ်ချင်းကဟိုနေ့ကဆိုကန်နဲ့တွေ့တွေ့တဲ့ဆော်လေးပြောင်းနေလို့လာမေးပေမဲ့ဟက်ချီဆူကတော့မတွေ့ဘူးလို့ပဲပြန်ဖြေပါတယ်။ဟက်ချီဆူကိုအသေးအံလိုက်ရှာနေတဲ့နက်ဂက်တာစတာကတော့တွေ့သွားပါပြီ။ဒီမှာရပိုက်တစ်ဆယ်ရပြီးဆုံးတော့ပါရဲ့။